ကဲအားလုံးမင်္ဂလာပါ AOV YouTube channel နေပြီးတော့ကျွန်တော်ရောင်းရင်းနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီညကတော့နော်အင်ဂါနေ့ည UFA Champion League ပွဲစဉ်ညညီကိုတို့ရှေ့မောက်ကိုတပံပြန်ရောက်လာတဲ့ညပါဘောနော်ကျော်ဒီ UFA Champion League ပွဲစဉ်တွေကဆိုရင်တော့ကျော်ဘလောက်ပဲเนาะဒီ system တွေပြောင်းသွားပါစေဒီပွဲကျင်းပပုံစံတွေပြောင်းသွားပါစေ ကျွန်တော်ညီကိုတွေကျွန်တော်အားလုံးရဲ့ပြိတ္တတွေကိုဘယ်တော့မှစိတ်မပြတ်စေရပါဘူးချန်ပီယံလီပွဲစဉ်တွေဆိုရင်အမြဲတမ်းရသတမျိုးမတူညီရဲ့ခံစားချက်တမျိုးနဲ့နော်ပြိတ္တတွေကိုအမြဲတမ်းဖျော်ဖြေမှုပွဲရဲ့ပွဲစဉ်တွေဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်ဒီညမှာလည်းချန်ပီယံလီပွဲစဉ်တွေဟာနော်ဆက်လက်ပြီးတော့ဒီဖျော်ဖြေမှုတွေရသတွေမျိုးစုံပေးဆွဲအောင်ပါပါအဲ့တော့ဒီညမှာလည်းကျွန်တော်ညီကိုတွေကျွန်တော်ပီနေရှင်လုပ်ပြီးတော့မဲ့ပွဲလေးရှိပါတယ် UFA ချန်ပီယံလီတွေကကျွန်တော်ရွေးထားပါတယ်အဲ့တော့ပထမဆုံးပွဲလေးနေနဲ့အက်တလန်တာနဲ့ကလပ်ဘရူဂျီ ီဘွဲလေးကိုသွားလိုက်အောင်ကျွန်တော်ဒီဘွဲမှာအတ္တလန်တာကနေပြီးတော့ Club Brugge ပေါ့ကို Boris A 1 Blood 100ဂိုးပေါင်းစီ3 Mine 30ဆိုပြီးတော့ဖွင့်မိထားတယ်ဒီအတ္တလန်တာကဒီရည်စီးရီမှာတရေများနေရဲ့အတင်မှာဒီတိုက်စစ်ကအဒီမိုလာလွတ်မှန်းဒီပွဲစဉ်ရာသီအစမှာမပါဝင်လာနိုင်ခြင်းမပါဝင်လာနိုင်တာနဲ့အတွက်တို့ဒီတိုက်စစ်ပိုင်းကဒီကိုတွင်းကိုတွေရဖို့တော်တော်လေးရုန်းကန်နေအောင်ကျွန်တော်တွေ့ရတယ်ဒီချန်ပီယံလိပွဲစဉ်ဖွင့်ပွဲစဉ်မှာဆိုရင်လည်း PSG ကိုအဝေးကွင်းမှာ4-0ဆိုတဲ့ result နဲ့တို့ရှုံးလာတယ်ပေါ့နော် အဲဒီဘွဲမှာတော့ဒီလွန်မန်းပြန်လဲပါဝင်လာနိုင်ခြေရှိရလို့တတင်းတွေတက်နေတယ်နောက်ပြီးတော့တစ်ဖက်က Club Brugge Belgian Club ဆိုရင်ဒီသူတို့ကတော့ဒီ Champions League Round 3 Qualification Round 3ရဲ့နေစတင်ကစားလာပြီးတော့ကျွန်တော်ဒီဆဲဘက်ကိုဖြုတ်ချတယ်ဒီ Ranger ကိုဖြုတ်ချတယ်တကယ်တိုက်စစ်အစွမ်းပြနေရင်အတင်းမှာလူငယ်အများစုနဲ့တိုက်စစ်အစွမ်းပြနေရင်အတင်းမှာဒီ Club Brugge ရဆိုရင်နောက်ပြီးတော့ဒီ Club Brugge ကိုလည်းကျွန်တော်နောက်ပိုင်းနေ့တင် Champions League မှာဆိုရင်မကြာမကြာပြင်လာရတဲ့အတင်းပေါ့နော် ဒီနှစ်သင်းကိုတော့ကျွန်တော်ကတိုက်စစ်အပြိုင်မယ်နှစ်သင်းလို့ကျွန်တော်ကမြင်တယ်အတလန်တာဆိုရင်လည်းတို့နိုင်သင့်ပြီဒီအဖွဲ့ဘွဲမှာဒီ PSG ကိုဝေးဘွဲမှာ4-0နဲ့ချုံးတယ်ဒီအိမ်ဘွဲမှာဒီဘွဲအိမ်ဘွဲမှာ result ကောင်းတခုတော့တို့ရယူသင့်တယ်လို့ကျွန်တော်ကမြင်တယ်ဒီတိုက်စစ်ပြီးရင်တိုက်စစ်ကစားလာမယ်နှစ်သင်းတစ်ဖက်ကဒီ Brugge လောက်တိုက်စစ်ကောင်းတာ Brugge ပဲရှိပါတယ်လူငယ်အများစုနဲ့အဲ့တော့ဒီဘွဲမှာကျွန်တော်ကတော့ဒီ3-30ဆိုရယ်ကိုပေါင်းစေးရ၃လုံးကိုတော့လွယ်လွယ်လေးရောက်သွားမယ်လို့ကျွန်တော်ကမြင်တယ်အဲ့ဒါကတော့ချန်ပီယံလိဂ်ရဲ့ထုံးစံတိုင်းပေါ့နော်ကျွန်တော်ဒီ အပေါ်တပွဲကတော့ကျွန်တော်ရဲ့ဒီရွေးချယ်မှုတွေထဲမှာအများနဲ့ပါကိုပါပါတယ်ဒီပွဲကိုကျွန်တော်ကတော့ဂိုးဘော်လေးကိုကျွန်တော်ညီကိုရေးပေးခြင်းပါတယ်ဒီတိုက်စစ်နှစ်သင်အားပြိုင်နေနှစ်သင်တွေ့တဲ့အခါမှာဒီသုံးလုံးကိုလွယ်လွယ်ကူကူရောက်သွားနိုင်ရည်ရှိအောင်မလို့ကျွန်တော်ကတော့ကျောင်းညီကိုရေးကိုဒီပွဲမှာဒီရိုးရိုးရှင်းရှင်းပဲကျွန်တော်ဂိုးဘော်လေးကိုကျွန်တော်ညီကိုရေးရေးပေးခြင်းနဲ့ဒီနောက်တပွဲအနေနဲ့ကတော့ညတနားကြီးခွဲမှာရှင်းမြန်ကစားသွားကြမယ်ကျွန်တော်တို့ဒီဘိုတိုကလင်းနဲ့စပါးရဲ့ပွဲစဉ်မှာ ဒီပွဲမှာစပါကနေပြီးတော့ကျွန်တော်ဘိုရိုဂလင်းမဟုတ်ဘူးဘော်ဒီစီ level 60ရှုံးဂိုးပေါင်းစီးနေရတော့3 3 3 plus 5နီးပါးဖွင့်ပေးထားရပါတော့ဒီနှစ်တင်းကမနစ်ကယူပါလိဒီ semi final အဆင့်မှာတွေ့ဆုံခဲ့ပြီးပါပြီစပါကပဲနှစ်ကျော်ပေါင်း5 1နဲ့နိုင်သွားတယ်ပေါ့နော်ဒီဘိုရိုဂလင်းအိမ်ဝင်မှာဆိုရင်0 2ဆိုတဲ့ result နဲ့တို့နိုင်နေအဲ့တော့ကစပါဖွင့်ပေးခဲ့တဲ့ဈေးကဒီဒဲဈေးနီးပါးပေါ့နော်ဒဲဈေးနီးပါး level 10ရှုံး level ငါးပြားရှုံအဲ့လိုမျိုးဒေဇင်းနီးပါးဖွင့်မိခဲ့တာပါအဲ့တော့ကျွန်တော်တို့ဒီဈေးတန်းကိုသွားမသွားခင်မှာကျွန်တော်လက်ရှိ current form ကိုပြောချင်ပါတယ်စပါးဒီ premier league မှာကတနည်းရှိတနည်းငွေပါစပါးကနောက်ပြီးတော့ဒီဘူဒူဂလင်းဒီနော်ဝေးအသင်းနေနော်ဝေးကလပ်တွေ ဆိုတာကအိမ်ခွင်းမှာတော်တော်လေးကိုမာဟီကြောကြီးမာကုန်မြင့်နေတဲ့အသင်းတွေပါကျွန်တော်တို့ဒီကျွန်တော်အနေနဲ့လက်ရှိရှိနေ Garra Fountain တစ်ချက်ပြောရမယ်ဆိုရင်ဒီ Bodo Glimt ကဒီ Champion League ကို DRT မှာဒီ Qualification Final Stage မှာသူ Strong Ground ကိုနိုင်ပြီးတော့ Champion League ကိုရောက်လာတယ်ဒီ Spurs ကမနစ်က Europa League ဖလားရပြီးတော့ဒီ Champion League ကိုရောက်လာတဲ့အသင်းမှာအဲ့တော့ဒီ player ကစားသမားတွေကိုတစ်ချက်ဒီကစားသမားဒီ competition ရှင်းမယ်ဆိုရင်ဒီ Spurs က DRT မှာသူ Mohammad Khudu, Xavi Simon တို့ကိုအားဖြည့်ထားတယ်ဒီပြောရမယ်ဆိုရင် ယ်မနစ်ခတစ်စစ်ပူမြင့်နေစပါတိုက်စစ်လို့ကျွန်တော်တို့ပြောရမယ်ဒီအရင်မှာဆိုရင်လည်းဂျွန်စင်တို့ရှိမယ်ဒီဒီပြအနေနဲ့လည်း Ash မဟုတ်တော့ဘဲနဲ့ဒီ Thomas Frank ရဲ့ဒီ strategy အောက်မှာဒီစပါကမနစ်ကထက်ပူပြီးတော့ဈေးနဲ့ပူမြင့်လာတဲ့အတင်းလို့တော့ပြောလို့ရတယ်ဒီအချိန်မှာဘိုလိုကလစ်မော်ကိုမနစ်ကဒဲဈေးနီးပါးကိုအခုက level 50ချုံ60ချုံဈေးတန်းကဟိုကျွန်တော်အနေနဲ့ချန်ပီယံလီလေးဖြစ်တယ်ဒီဈေးတန်းကမှန်တယ်လို့တော့ကျွန်တော်ပြောလို့ရတယ်နောက်ပြီးတော့ ဒီဘူလူဂလင်းတို့ဒေါ်ဝေတင်းနေရဲ့အိမ်ခွေးမာဟီကျောဤဂုံကိုလည်းကျွန်တော်ကတစ်ချက်ကြည့်ရင်သေးတယ်ဘာလို့လဲဆိုတော့ချန်ပီယံလီဂ်မှာဈေးတန်းရမ်းကြည့်လို့မရပါဘူးအပေါ်တင်းနေကြည့်ပဲအဲတညတည်းကိုအဲ့လိုမျိုးအောင်ဖို့အချိန်နေရခိုင်တော့ကလည်းတော်တော်လေးကိုနဲပါတယ်ဒီချန်ပီယံလီဂ်လည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီဘွဲမှာဘိုဒိုဂလင်းနော်ဝေကလပ်ရဲ့အိမ်ခွေးယုံအားလေးကိုကျွန်တော်ကကြည့်ရင်သေးတယ်ဒီဘွဲမှာဘိုဒိုဂလင်းဘော်ဒီလေးကိုကျွန်တော်က ဟိုကျွန်တော်အမြင်ကပို့ပြီးတော့ကြိုက်ပါတယ်အဲ့တော့ဒီဘက်မှာဒီစပါနဲ့ဘိုရိုကလင်းဘိုရိုကလင်းနဲ့စပါဘွဲမှာကျွန်တော်ကတော့ဘိုရိုကလင်းဘော်ဒီလေးကိုကျွန်တော်ကကြိုက်ပါတယ်အဲ့တော့ကျွန်တော်တတိယဘွဲလေးနေနဲ့တနအိဘွဲမှာပဲရှင်မြန်ကစားသွားကြမယ်ကျွန်တော်ဒီဘာဖို့နဲ့ကျွန်တော်ဘိုင်ယန်မြူနစ်တို့ရဲ့ဘွဲစဉ်လေးကိုဗီဒီယိုချင်းထပ်မံလုပ်ပေးပါမယ်အဲဒီဘွဲမှာဘိုင်ယန်ကနေပြီးတော့ဘာဖို့စပေါ်ကိုဘော်ဒီဈေး3.95ဂိုးပေါင်းဈေးနေနေကတော့၄လုံး80ဆိုပြီးတော့ဖွင့်မိထားတယ် အဲ့တော့ဒီပြောရမယ်ဆိုရင် power force ကိုကျွန်တော်တတိထားမိနေရကြာပါပြီဒီ champion league ခြေစပွဲတွေတော့နေရ power force ကိုတတိထားမိနေရပါသူ round 2ကနေစတင်ရှင်ပြန်ခဲ့ပါတယ်တပွဲမှမရှုံးပါဘူးတပွဲမှလည်းကြီးမကြပါဘူး power force ဒီဒီသင်းကိုကျွန်တော်ဒီခြေစပွဲတွေမှာတော့နေကတော်တော်လေးကိုတတိထားမိနေအသင်မှာဒီပြီးခဲ့တဲ့ champion league ဖွင့်ပွဲစဉ်မှာဆိုရင်လည်းသူတို့ဒီ olympia ကိုကိုဝေးခွင့်မှာတွားရောက်ပြီးရှင်ပြန်ကစားခဲ့ရတယ်တယောက်ယောက်အနေထားနေကိုစည်းစည်းတည်ရဆိုပြီးတော့သူတို့ခံခံနိုင်ရတဲ့အသင်ဒီသင်းလေးကို cyber club လေးကိုကျွန်တော်ဒီတွားရှော့အတွက်လုံးမရပါဘူးဘိုင်း ယ်ဘိုင်ယန်ကတော့ဒီဂျာမန်ဘလူးကိုတော့ထရိတ်ထူးပြောစရာလုံးဝမထင်ပါဘူးဒီသူ့ရဲ့နောက်ဆုံး result တွေကိုလည်းတွားကြည့်နေပါနဲ့အဲဆိမ့်နေတယ်အများနဲ့ဆိမ့်နေတဲ့ result တွေပါဖွင့်ဝင်မှဆိုရင်သူတို့ Chelsea ကို3-1နဲ့နိုင်နေဘိုင်ယန်ကတော့ဒီဘက်မှာသူ့ရဲ့လုပ်သူ့ရဲ့လုပ်ကိုပဲသူလုပ်သွားအောင်ပါပါကျွန်တော်ကတော့ဒီဒီလိုဒီလိုပဲထင်ပါတယ်အဲဒါပေမဲ့ကျွန်တော်ကဒီချန်ပီယံလိဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှအကြိုပြီးအတက်ပြောလို့မရတာဖြစ်တဲ့အတွက်ကြောင့်ဘိုင်ယန်ဒီပွဲမှာကျွန်တော် ဘော်ရီဈေးအောင်မယ်ဆိုရင်တော့ကျွန်တော်ဂိုးပေါင်းဈေးကိုတော့ကြမယ်လို့ကျွန်တော်ကမြင်နေဘာလို့လဲဆိုတော့ဒီ side break ကလေးရုံအောင်လဲကျွန်တော်ကကြည့်ရင်လေဒီအသင်းနှစ်သင်းကက်ကကွာဟမှုကတော်တော်လေးကိုကြီးမားတဲ့ကက်ဖြစ်ပေမဲ့လို့ကျွန်တော်က Champion League ဆိုတော့ဒီအရာတစ်ခုတွေးပြီးတော့ကျွန်တော်ဒီပွဲမှာဒီ Bayern Munich ဂိုးအောင်လေးကိုကျွန်တော်ကအရေးစုံပြီးတော့ကျွန်တော်ရွေးချင်ပါတယ်ဒီဒါပေမဲ့ကျွန်တော်ဟိုကြိုက်တာကတော့ဘောက်ဖုတ်ဘောလီလည်းကြိုက်ပါတယ်ဒါပေမဲ့ risk အရင်မယူခြင်းလို့ကျွန်တော်ကဒီပွဲမှာ ဘိုင်ယန်ဂိုးအော်လေးကိုကျွန်တော်ညီကိုရွေးပေးခြင်းပါတယ်ကျွန်တော်ဒီ powerful clap powerful ဆိုတဲ့ clap လေးကိုကျွန်တော်ခြေစွမ်းကိုကျွန်တော်ဆက်မှန်ပြီးတော့ကျွန်တော်စောင့်ကြည့်ခြင်းပါသေးတယ်ဒီဘက်မှာကျွန်တော်ဘိုင်ယန်ဂိုးအော်ကြိုက်ပါတယ်အဲ့တော့ဒီညမှာကျွန်တော်ညီကိုလည်းကျွန်တော်ရွေးပေးခဲ့တဲ့၃ဘွဲကတော့ဒီ Adelana Go ပေါ့ဒီ Bodo Glimt Body ဒီ ဘိုင်ယန်မြူနစ်ဂိုးအောက်ဒီသုံးဘက်ကိုကြောင်းညီကိုတွေကိုညှိုးပေးကြပါတယ်ကျွန်တော်အကြိုက်လေးဖြစ်ပါတယ်အဲကျွန်တော် Telegram channel လေးမှာပဲထပ်မံနောက်ထပ်အကြိုက်ပွဲလေးတွေကိုထပ်မံတင်ဆက်အောင်မှာမလို့ကျွန်တော် Telegram channel လေးကိုအဲကြောင်းညီကိုတွေ join ပါပေးဖို့ကျွန်တော်မေးတရခံနေပါတယ်ကျွန်တော် Telegram channel link လေးကို comment မှာကျွန်တော် pin post နေနဲ့ကျွန်တော်ထားပေးထားပါမယ်အဲ့တော့ဒီ UCN เนาะ UFA Champions League ပွဲစဉ်ဆုံးဆုံးလေးလေးရှိလာတဲ့ဒီအင်ကာနေ့ညမှာ ကျောင်းညီကိုတွေအားလုံးလောင်းလင်းပေါင်းပြီးတော့ကျောင်းညီကိုတွေတာယာပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေအဆုံးထိကြည့်ရှုပေးကြကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ